ဒီချက်ကိုမနေရလေညီမလေးတယောက်ကလာပြီးတော့ယင်ဖွင့်နေသူကတစ်ချက်ရေးတဲ့သမီးကအထက်ကျုပ်ဆက်ယုံမှာအလုံးလုံးနေရတာပါတဲ့အထက်ကျုပ်ဆက်ယုံမှာအလုံးလုံးနေရဖြစ်တော့တဲ့ဟို အချိန်ပြည့်အလုပ်ကရှိရပေါ့နော်အလုပ်လုပ်နေရတယ်ပညာလေ့လာခြင်းမရဘူးတဲ့ပြီးတော့အရန်လဲပင်မန်းနေတမိရတဲ့အပြစ်မှဟိုအချုပ်ဆိုင်လေးဖွင့်ကျင်တာစချုပ်ပညာကိုအရန်စိတ်ဝင်စားရပေါ့နော်အရန်ဝါသနာပါရဲအဲ့တော့ဖြစ်ဖြစ်မြောင်မြောင်တင်နန်းတက်ပြီးတော့တဲ့တမိကစချုပ်ဆိုင်လေးဖွင့်ပြီးတော့နေကျင်တာကိုပိုင်အလုပ်လေးလုပ်ချင်တာပါတဲ့ဒါပေမဲ့အခုစိတ်ယုံဆင်းနေရတာဖြစ်တဲ့အတွက်အရန်ပင်မန်းနေချဲတဲ့အချိန်လဲမရဘူးပြီးတော့ဟိုငါစိတ်ယုံဆင်းနေရတာဟိုပင်မန်းလာရပေါ့နော်ပင်မန်းလာရဘာပညာမှလည်းမရဘူးအဲ့တော့အသက်တာကြီးသွားရဆိုပြီး စိတ်တွေညစ်ပြီးတော့စိတ်သက်ကြနေပါတယ်တဲ့အခုသူဆက်ချုပ်တင်နေတာပေါ့နော် ူရဲ့အချိန်ကလည်းအများကြီးမရတာဖြစ်တဲ့အတွက်ချေအကြံလေးပေးပါအောင်နဲ့သူ့ကိုအားပေးပါအောင်ပေါ့နော်အဲ့တော့ချေကဒီညီမလေးပြောတာကိုသဘောကျတော့ချေကဒါအားလုံးကိုလည်း sharing ပြန်လုပ်ပေးတာဖြစ်ပါတယ်ချေ follower တွေမှဆိုလည်းစိတ်ယုံစင်တဲ့ညီမလေးတွေရှိကောင်းရှိပါလိမ့်မယ်ရှင် comment မှာရေးသွားခဲ့ပေးပါအောင်အဲ့တော့ချေတို့စိတ်ယုံစင်တဲ့အလုပ်တစ်ခုဆိုတာဒီစာချုပ်ပညာနဲ့ပဲမစိမ့်တဲ့အလုပ်တစ်ခုဖြစ်တယ်အလုတ်တိုင်းအလုတ်တိုင်းမှာကိုကအတွေ့အကြုံယူတယ်လို့ပဲသဘောထားရတယ်တကယ်လည်းအတွေ့အကြုံရတာဖြစ်တယ်ကျတို့ဒီဆက်ချုပ်ပညာရဲ့နဲ့မစိမ့်တဲ့ဒီဆက်ယုံစင်ရတယ်ပေါ့အထည်ချုပ်ကလည်းသူတို့ကတော့ဘယ်လိုလဲဆို ပွိုက်အနေနဲ့ချုပ်ရတယ်ပေါ့နော်အဲ့တော့တဏီကုံဆက်နဲ့မစိမ့်ဘူးဆက်ချုပ်ရတာဖြစ်တဲ့အတွက်ချက်တို့ဒီအတွေ့အကြုံတွေဆက်ယုံမှာအများကြီးရခဲ့ကြတာဖြစ်တယ်ချက်အပြင်မှာတင်နန်းဖွင့်တော့ကချက်တင်နန်းမှာဆက်ယုံစင်မိသားညီမလေးလာတတ်တာရှိတယ်သူတို့ဆိုလို့ရှိရင်အရန်တင်ရတာလွယ်တယ် သူတို့အတွက်တင်ယူရတဲ့အချိန်ဒီအရန်တက်တာတယ်သူတို့ကလေအရေးပြရင်အကောင်မြင်နေဆက်နဲ့လည်းအရန်ရင်းနေတာဖြစ်တဲ့အတွက်သူတို့ဆက်ချုပ်တာလည်းအရန်ရဲတဲ့နေကွာဟိုဥမာဒီတနေ့ရပြလိုက်တာနဲ့သူတို့နားလေတယ်ဒီလိုချုပ်ရမယ်ဆိုတော့သူတို့ပြောလိုက်ရင်တန်းတည်တယ်ပြီးရင်အရန်တွက်တယ်ချုပ်တဲ့နေရာမှာအရန်တွက်တယ် ပြီးတော့သူတို့စက်နဲ့မစိမ့်တာဖြစ်တဲ့အတွက်လည်းရရဲ့တင်းနေအကုန်လုံးနိုင်တယ်ပြောလိုက်ရင်လည်းသဘောပေါက်လွယ်တယ်ပြီးသွားလို့ရှိရင်သူတို့ချုပ်တာအယမ်းမြန်တယ်သူတို့ကဒီစက်ရုံမှာသူတို့ဘယ်လိုဘယ်လိုပြောမလဲအထက်ရည်တော့များများကြအောင်လို့အတွက်အမြန်နေချုပ်လာခဲ့တာလေအမြန်နေချုပ်လာခဲ့တာဖြစ်တော့သူတို့ဒီရရဲ့တင်းနေနဲ့မြန်မြန်ဆန်ဆန်ချုပ်နိုင်တယ် ဲ့တော့ဘာမှအားမငယ်နဲ့ဘာမှစိတ်ထဲမကြံနဲ့ကိုကဒီဆက်ယုံဆင်းနေရတယ်ဆိုလို့ရှိရင်လည်းဒါဆက်ချုပ်ပညာရဲ့အခြေခံအပိုင်းတွေကိုအတွေ့အကြုံယူနေတယ်အလေးအင့်လုပ်နေရလို့ပဲသဘောထားတကယ်လဲအလေးအင့်တစ်ခုဖြစ်တာဖြစ်တယ်အဲ့ဒီသူတွေဒီဆက်ချုပ်တဲ့နဲ့တတ်တဲ့အခါမှာအရေးပြယုံနဲ့အကောင်မြင်နဲ့အချိန်ကြီးအများကြီးပေးစရာမလိုပဲနဲ့နားလေလွယ်တယ်သဘောပေါက်လွယ်တယ်เนาะအချိန်ကြီးအများကြီးသူများအစိမ့်တက်တက်လူလို့မဟုတ်တော့ဘူးသူတို့ပြောယုံနဲ့နားလေတယ်ပေါ့เนาะအဲ့လိုမျိုးအတွေ့အကြုံတွေရခဲ့တာဖြစ်ပါတယ်အဲ့တော့ကိုကဆက်ယုံဆင်းနေရတယ်တန်းတက်ချိန်မရှိဘူးဆိုပြီးတော့လဲအားမငယ်ပါနဲ့လို့တစ်ချက်က ပြောချင်ပါတယ်ဒါဒီလည်းအလေးချင်းတစ်ခုအတွေ့အကြုံတစ်ခုသာဖြစ်ပါတယ်အခုခေတ်မှာဆိုလို့ရှိရင်လေကိုကအပြင်မှာအချိန်တွေ၈လ10လအချိန်ပေးပြီးမှတန်တန်းတက်ရတာမဟုတ်တော့ဘူးကိုကဒီပညာနဲ့မစိမ့်ဘူးဆိုလို့ရှိရင် online ကနေလေ့လာလို့ရတဲ့နည်းတွေအများကြီးရှိတယ်အဲ့ဒီမှာဒီချက်ကိုသဘောကျတယ်ဒီချက်နည်းနဲ့လေ့လာခြင်းနဲ့တကယ်ဆိုရှင်ချက်ချင်းမှာ online class တွေလာပြီးတော့တက်လို့ရတယ်အဓိကခြုံနည်းတွေကပတ်တန်တွေကအကုန်လုံးရောက်ရမယ် online class တန်ခွဲတစ်ချက်စီမှာစုစုပေါင်း၈ခုရှိပါတယ် အဲ့တော့တချဲတင်တန်းနေသည်အာသချက်ပါရှိလဲဆိုလို့ရှိရင်အခုလိုအလုံးမအားတဲ့ညီမလေးတွေအတော့ပေါ့နော်တချဲကအချိန်နဲ့ကန့်သက်ထားတာမျိုးမရှိဘဲနဲ့ဗီဒီယိုဖိုင်တွေကိုအစင်လိုက်တင်ပေးထားတယ်ပြီးရင်ကိုအားတဲ့အချိန်ဝင်ပြီးလေ့လာလို့ရတယ်ကိုကကိုအလုံးပြောင်းချိန်နားချိန်ရောက်မှကိုအခန်းကိုရောက်မှအိပ်ရာထဲမှာဖုန်းလေးကြည့်ပြီးလေ့လာတာပဲဖြစ်ဖြစ်ပိတ်ရရောက်မှလေ့လာတာပဲဖြစ်ဖြစ်အချိန်မရွေးလေ့လာလို့ရတယ်တချဲကတင်ငန်းစာတွေကိုမဖြတ်ဖဲနဲ့အမြဲတမ်းထားပေးထားတယ်ပေါ့နော်အဲ့လိုချဲကအလုံးမအားတဲ့လူလေးတွေကိုရည်ရွယ်ပြီးတင်ပေးတာဖြစ်တဲ့အတွက်အမြဲတမ်းထားပေးထားတယ်နောက်တစ်ခုကတချဲတင်တန်းနေသည်တင်တန်းကြီးအရင်သက်တာတယ်တင်တန်း ်းကြီးဒီမုတ်ဖိုးလောက်ပဲရှိတယ်။မာလာချန်ကောတပွဲလောက်ပဲစားလို့ရတယ်။အဲ့လောက်ပေါ့အဲ့လောက်စားလေးပဲရှိတယ်။ เนาะအဲ့ဒါဖြစ်တဲ့အတွက်ဘာကြချိန်ပြီးတော့တိုက်ရတဲ့သူတွေတော့လည်းအရန်အဆင်ပြေတယ်အဲ့တော့အသေးစိတ်ကိုသိချင်လဲတချက်ဘာတင်းတန်းတိုက်ရမလဲဘယ်အတန်းကြီးရှိတာလဲတမီးလင်းကဘယ်ဟာတင်းတော်လဲဆိုတာကိုတချက် Viber မှာအသေးစိတ်လာပြီးဆွေးနွေးလို့ရတယ်ကိုကဘာတွေလိုအပ်တယ်ဘာတွေကိုတင်ချင်တယ်ဆိုတာချက်ကပြန်ပြီးတော့တင်းတော်တဲ့အတန်းလေးပြန်ပြီးညွှန်ပေးတယ်ဒါကတော့ online class ပေါ့เนาะအဲ့လိုမှမဟုတ်ဘူးတချက်ကြီးတမီးတို့ကတော့အခြေခံကိုသိတယ်တင်းတန်းလေးလည်းတက်ဖူးတယ်အခြေခံလောက်တင်းတန်းတက်ဖူးတယ်ပေါ့เนาะအင်ကြီးလည်းချုပ်ဖူးတယ်အဲဒါပေမဲ့တမီးကအချိန်လန်း online မှာအများကြီးမပေးနိုင်ဘူးတချက်ဟိုဘ ဘယ်နေရာရောက်ရောက်လဲကိုယ့်ကိုယ်လေးအစင်သင်းလေ့လာခြင်းနဲ့ဆိုလို့ရှိရင် online class မဟုတ်ဘဲနဲ့စာအုပ်လေးဝယ်လို့ရတယ်ဒီစာအုပ်ထဲမှာဆိုရင်ကတော့ကျွန်တော် online class ကသင်ခန်းစာတွေထပ်ပို့ပြီးတော့စုံတယ်သူကသင်ခန်းစာပေါင်း90တောင်ထည့်ပေးထားတယ်နော်90ထည့်ပေးထားရဲဒီ share ရဲ့ visit frame နီးတွေကိုတိုင်းနီးတွက်နီးပတန်ဆွဲနီးပြီးလို့ရှိရင်အဲဒီပတန်အစုံပေါ့နော်မြန်မာဝတ်စုံပတန်ပါတယ်အခြေခံနေပါတယ်ခေါင်းနေစကတ်တွေပါတယ်ဘောင်းမီလည်းပါတယ်နော်ပြီးလို့ရှိရင်ရင်ပုံးရင်စီကော်လန်ပခုံးပြောက် ရှင်ကန်ပြီးရင်노브라တွေအုံွက်တွေဘလို့ထည့်ရရဲဆိုတာတင်ကန်းစာတွေကိုအစုံအလင်းပုံလေးတွေနဲ့ပတံလေးတွေနဲ့ထည့်ပေးထားတာဖြစ်တာဖြစ်တဲ့အတွက်သူကတော့ internet line မိစရာမလိုဘူးဘယ်နေရာကိုရောက်ရောက်လေ့လာလို့ရတာဖြစ်တယ်ကိုနဲ့ရတတ်ပတ်အမြဲတမ်းရှိနေမယ်ပေါ့နော်အဲတခုရှိတာကသူ့မှာလည်းချက်တော့ဟိုပြန်ပြီးတော့ရှင်းပြထားတဲ့ဗီဒီယိုဖိုင်တွေလည်းပေးထားတာရှိတယ်ဥမာဒီစာအုပ်ကိုဖွင့်ကြည့်တဲ့အခါမှာ နားမလဲတဲ့နေရာတနေရာရပါခဲ့တယ်ဆိုလို့ရှိရင်ဒီချေတို့ကဒီ Telegram နေပြီးတော့သူ့ရဲ့သင်ခန်းစာဗီဒီယိုကို ပြန်ကြည့်လိုက်အောင်ပဲเนาะဒီထဲမှာသင်ခန်းစာ80ပါတာဖြစ်တဲ့အတွက်ချက်ကလည်းဗီဒီယိုဖိုင်အခု80နဲ့ပြန်ပြီးတော့ရှင်းပြပေးထားတယ်အဲ့အတွက်ဒီစာအုပ်ကိုရသွားတဲ့သူကဘာမှလှည့်ကြည့်စရာမလိုတော့ဘူးဗီဒီယိုဖိုင်နေလည်းရမယ်စာအုပ်လည်းရမယ်ကြိုက်တဲ့နေရာမှာလေ့လာလို့ရတာမျိုးဖြစ်တယ်အဲ့တော့ကိုကအလုံးမအားဘူးเนาะစိတ်ယုံတစ်ဖက်ဆင်းနေရတယ်အလုံးကအဲ့ချိန်မှာအားတယ်ချိုးဆိုးရှင်လဲခလေးမိမိတွေရှိရပေါ့เนาะခလေးတစ်ဖက်နဲ့ခလေးအိမ်မှာလေ့လာရတဲ့ ချေရေးအဲအချိန်တွေအများကြီးမပေးနိုင်ဘူးအပြင်တင်တန်းတွေလည်းသွားမတက်နိုင်ဘူးဆချုပ်ပညာကိုလည်းလေ့လာခြင်းနဲ့အိမ်မှာတပိုင်းတနိုင်ဆက်လေးနဲ့ချုပ်ချင်နေဆိုရှင်တော့ဒီစာအုပ်ကအသင့်တော်ဆုံးဖြစ်ပါတယ်အဲ့တော့ တရှဲစီကနီးကိုရချင်တဲ့ချဲတင်ပေးတာဒီလွယ်ကူရိုးရှင်းပြီးနားလဲတယ်ဆိုလို့ရှင်ဒီစာအုပ်လေးမှာလို့ရပါတယ်ချဲတို့တစ်ခုကအားနေချက်တော့တစ်ခုရှိတယ်ဗာလဲဆိုလို့ရှင်ချဲတို့တလမှာအုပ်ရည်တရပဲရောင်းပေးတယ်နော်အဲ့တော့တရထဲမှာပါဖို့အတွက်တော့ကိုကအမြန်ဝင်မရမယ်စာအုပ်ရဲ့တန်ဖိုးကတော့3000ကျပ်ပါဘယ်နိုင်ဘယ်မျိုးကပဲမှန်မှန်တစ်ချက်ကိုစာအုပ်ဖိုးလေးတော့ကြိုလွှဲပေးရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်